ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရောက်ရှိလာသူအလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာအနာကံမဖြစ်သေးရတော့အချစ်ဆိုတာကင်းပါမလားကျင်းပါဘူးကျင်းပါဘူးအနာခံအဆင့်ရောက်မှာပဲအချစ်ဆိုတာကင်းသွားမှာအဲ့တော့အနာခံမဖြစ်သေးရတော့အချစ်ဆိုတာရှိနေတယ်အချစ်ရှိဆိုတာရှိနေသေးတော့အချစ်နဲ့ဆိုင်တဲ့ယောဂတွေကရှိမနေနိုင်ဘူးလားရှိနေမှာရှိနေမှာအဲ့တော့ပါရမီအချစ်နဲ့ချစ်ပါမယ်နော်အဲ့တော့ ချက်မှာ၃မျိုးရှိလာလိမ့်မယ်နော်ချစ်သူအချစ်ရဲ့မိသားစုအချစ်ရဲ့ပါရမီချစ်ရဲ့ပါဠိလိုပြောမယ်ဆိုလို့ရှိရင်နော်တဏာပေမရဲ့ဂေဟတိတပေမရဲ့မေတ္တာပေမရဲ့နော်အဲ့တော့ပါဠိလိုမှတ်တာခက်လို့ရှိလို့ရှိရင်လည်းမြန်မာလိုသေးတာမှတ်ထားပြီးတော့နော်ချစ်သူအချစ်ရဲ့မိသားစုအချစ်ရဲ့ပါရမီချစ်ရဲ့နော်ချစ်သူချစ်ဆိုတာကချစ်သူအချင်းချင်းဇနီးမောင်နှံအချင်းချင်းတဏှာရာဂကိုအခြေခံပြီးတော့မှဖြစ်တာဒါဒီအချက်ကတော့မရှင်းဘူးလား ရှင်းတယ်နော်နောက်ဒုတိယအချက်ကပါလေဒုတိယအချက်ကမိတ္တမိသားစုအချက်မိသားစုအချက်ဆိုတာကို မိသားစုချင်းချင်းရွှေမိုးအတိုင်းဝိုင်းချင်းချင်းချစ်တာကိုမိသားစုအချက်လို့ခေါ်တယ်နောက်ဆုံးအချက်ကဘာအချက်တော့အဲပါရမီအချက်ပါရမီအချက်ဆိုတာသူကုသိုလ်ဖြစ်အောင်လဲကိုကဖန်တီးပေးတယ်ကိုကုသိုလ်ဖြစ်အောင်လဲသူကဖန်တီးပေးတယ်ဥမာကိုစစနီတရားထုတ်တရားမြတ်ရအောင်လဲခင်မွန်ကဖန်တီးပေးတယ်ကိုခင်မွန်တရားထုတ်တရားမြတ်ရအောင်လဲပဲ ဇနီးကဖန်တီးပေးတယ်ဆိုလိုတာသူကုသိုလ်ဖြစ်အောင်လဲကိုကဖန်တီးပေးတယ်ကိုကုသိုလ်ဖြစ်အောင်လဲသူကဖန်တီးပေးတယ်အဲ့ဒီလိုအပြန်လန်ဖန်တီးပေးတာဟာပါရမီချစ်ပဲဆိုလိုတာကသူတို့ဘာရဲ့အကျိုးကိုလိုလားစွာနဲ့ကုသိုလ်တွေဖြစ်ဖို့ဖန်တီးပေးနေတာအဲ့ဒါပါရမီချစ်ပဲဥမာထားပါတော့ကိုခင်မွန်းကခရီးသွားနေတယ်အလုပ်သွားနေတယ်ကိုခင်မွန်းအတွက်ပန်းလေးတွေကတ်ပေးမယ်ရေချမ်းလေးတွေကတ်ပေးမယ်အိမ်မြန်းရောက်တဲ့အခါကို ခင်မုန်းကိုပန်းလေးတွေကပ်ပေးထားတယ်နော်ဖျားကိုရေလေးတွေကပ်ပေးထားတယ်ကိုကပြန်ပြောပြမှာဒီလိုပါပဲတခြားကုသိုလ်ကောင်းမှုတစ်ခုခုကိုခင်မုန်းအတွက်နောက်တစ်ခါကိုစနီးအတွက်ကုသိုလ်ကောင်းမှုလေးပြုပေးရမယ်နော်အဲ့တော့ကိုစနီးကိုခင်မုန်းစသည်ဖြင့်အပြန်လန်တရားအားထုတ်နိုင်အောင်လည်းပဲဖန်တီးပေးရမယ်အဲ့တော့ဘယ်နေ့ကြလို့ရှိရင်တော့သွားချိန်တာသွားပြီးတရားဝင်လိုက်ပါအောင်နော်ကဲနောက်နေ့ကြလို့ရှိလို့ရှိရင်တော့ဘယ်ကြောင့်ကိုသွားပြီးတော့မှဆွမ်းညံ့ပို့လိုက်ရပါအောင်အပြန်လန်ပေါ့လေစသည်ဖြင့်ကုသိုလ်ဖြစ်အောင်ဖန်တီးပေးရမယ်နော်အဲ့တော့ထားပါတော့ အတိတ်ဘဝရည်စက်တွေအကြောင်းဒီမှာလားဆိုစားလုံးပြီးတော့မှဟိုချစ်သူချင်းမိသားစုချစ်လောက်နဲ့ပဲတဘဝတခဏပြီးသွားမယ်ဆိုလို့ရှိရင်ချစ်ရတာတန်မှမလားမတန်ဘူးဒီလိုပဲနောက်ဘဝဒုတိယဘဝတတိယဘဝတွေမှာအတိတ်ရည်စက်ကြောင်းလားတွေ့တွေ့ပြီးတော့မှချစ်သူချင်းမိသားစုချစ်လောက်နဲ့ချစ်ပြီးတော့မှတဘဝတခဏပြီးသွားဒါဆိုရင်ရောချစ်ရတာတန်မှမလားအေးအဲ့တော့ဒီကိုကချစ်သူချစ် မိသားစုအချစ်တဲ့တဆင့်တက်ပြီးတော့မှဘာအချစ်နဲ့ချစ်ဖို့ကြံသေးလဲအဲပါရမီအချစ်နဲ့ချစ်ဖို့ကြံသေးတယ်နော်တကယ်တမ်းကျတော့တရားနာပြည်တတ်ရဲ့စာရဲရအတိုင်းပြောရမယ်ဆိုလို့ရှိရင်ချစ်တဲ့နိဗ္ဗာန်တိရောက်ပါတယ်နော်အချစ်ကဘယ်ထိပို့ပေးနိုင်လဲနိဗ္ဗာန်တိပို့ပေးနိုင်တယ်အဲ့တော့ပဋ္ဌာန်းကိုအအောင်ပြုကြည့်ပဋ္ဌာန်းဥပနိတိယပစ္စည်းမှာအာကုတလောဓမ္မော ကုတလတဓမ္မတာဥပနိတိယပစ္စည်းနာပစ္စည်းရောအကုသို့ကကုသို့ကိုကြိုးကျေးဇူးပြန်ပြုတယ် အကုသိုလ်ကကုသိုလ်ကိုပြန်ပြီးအကျိုးကျေးဇူးပြုတယ်ဆိုတဲ့ခါကျတော့စကားကထူးဆန်းမနေဘူးလားထူးဆန်းနေတယ်အဲ့တော့ဘလို့အကျိုးကျေးဇူးပြုလဲဆိုတဲ့ခါကျတော့ရာဂံဥပနိဒာယဒါနံဒေတိသီလံတမာတိယတိဥပောတရကမံကရောတိဇာနံဥပါဒေတိဝိပဒနာဥပါဒေတိမကံဥပါဒေတိအဘိညာဉ်ဥပါဒေတိတမပတ်တေဥပါဒေတိနော် ရာဂံဥပနိဒာယရာဂကိုအမှီပြု၍ဝါအချက်ကိုအမှီပြု၍ နော်ဒါနံဒေတိဒါနရီပြုမဲ့သီလံတမာတိယတိသီလရီစောက်တည်မဲ့ဥပောဒထကမံကရောတိဥပုံနေမှာစောင့်ထရတဲ့၈ပါးသီလ၉ပါးသီလတွေကိုစောင့်ထိမဲ့နောက်တကဇာနံဥပ္ပါဒေတိဇံဖြစ်တဲ့တမထကမ္မထံတစ်ခုကိုပွားများမဲ့ဝိပဿနာဥပ္ပါဒေတိဝိပဿနာကိုပွားများမဲ့ဒါဆိုလို့ရှိရင်နဲ့မက္ကံဥပ္ပါဒေတိမဲ့လဲရနိုင်ပါတယ်အဘိညာဉ်ဥပ္ပါဒေတိအဘိညာဉ်လဲရနိုင်ပါတယ်တမပတ်တေဥပ္ပါဒေတိတမပတ်လဲရနိုင်ပါတယ်မြန်မာလိုတက်တယ်ပြောမယ်ဆိုလို့ရှိရင်နော် ရာဂကိုအမြင်ပြုပြီးခွာအချစ်ကိုအမြင်ပြုပြီးတော့မှဒါနာတွေပြုမယ်သီလတွေစောင့်တည်မယ်နောက်တစ်ခါဥပုံနေမှာစောင့်ထိုင်ရတဲ့၈ပါးသီလ၉ပါးသီလတွေကိုစောင့်ထိုင်မယ်နောက်တစ်ခါတမထဝိပဿနာတရားတွေကိုပွားများမယ်ဆိုလို့ရှိရင်မလဲရနိုင်ပါတယ်အဘိညာဉ်လည်းရနိုင်ပါတယ်တမပတ်လည်းရနိုင်ပါတယ်ဟောအချစ်ကနေဘယ်ဒီပို့ပေးတာတော့နိဗ္ဗာန်ဒီပို့ပေးလိုက်တာဒါကိုဆရာတော်ဘုရားတွေကတာရကဝိထုအနေနဲ့လွယ်လွယ်ကူကူနဲ့ဘာလို့ပြထားတယ်ဆိုတဲ့အခါကျတော့သူမေတာရှင်ယတိဝိထုလေးကို ပြထားတယ်နော်အာလုံကြောက်ပါတယ်ဒီပင်ကရာမြတ်စွာဘုရားကြွလာတဲ့အခါကျတော့သူ့မိဒါရှင်ယသိလေးကနော်ခန္ဓာကိုယ်တရားခင်းပြီးတော့မှလှူတာလေအဲ့ချိန်မှာသူ့မိတာဆိုတဲ့အမျိုးသမီးလေးကဂျာပန်ဘယ်နှခုလဲရှစ်ဖူးယူလာတယ်ယူလာပြီးတော့မှဘယ်နှဖူးကိုယသိလေးကိုပေးလိုက်တာတော့အေး၅ဖူးကိုပေးပေးပြီးတော့မှ ာပြောလဲဆိုတဲ့ခါကျတော့အီယသိလေးရဲ့ပါရမီဖြစ်ပဲဖြစ်ရပါလို့ဤဆိုတော့မှ तू ကဆူတောင်းလိုက်တာเนาะအဲ့တော့ပြောချင်တာယသိလေးကိုမြင်လိုက်နေ तू ကချစ်တဲ့စိတ်ဖြစ်သွားတာဖြစ်ပြီးတော့မှ သူကဆူတောင်းလိုက်တာနော်ဆူတောင်းဒီလိုနဲ့အဲ့ဒီမှာဘဝအားလျော်ဆိုတာဘဝများဆိုတာမြတ်စွာဘုရားနဲ့ကျတော်ရရားလောင်းနဲ့စုံခဲ့ကြတာပေါ့စုံတဲ့ခါကျတော့စုံတဲ့ဘဝတွေတိုင်းဘဝတွေတိုင်းမြတ်စွာဘုရားကျတော်ရရားလောင်းလေးကိုတွတ်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 နဲ့မှားတာနော်ကုသိုလ်တွေကိုဘယ်လိုပြုအကုသိုလ်တွေကိုဘယ်လိုရှောင်နော်ဒါနတွေကိုဘယ်လိုပြုသီလကိုဘယ်လိုစောက်တည်တမထတရားတွေဘယ်လိုဘဝစသည်ဖြင့်တွတ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 ်နဲ့သင်ခဲ့တာအဲ့ဒီလိုသင်ခဲ့တဲ့အတွက်နောက်ဆုံးဘဝမှာကျတော်ရရားမဖြစ်သွားတာတော့အဲအရတမေအရတဘုရရသွားတာအဲ့တော့ ရတ္တတရားလောင်းလေးရလဲရာဂဆိုတဲ့အချက်ကိုမှီပြူပြီးတော့မှနောက်ဆုံးအရတ္တမအရတ္တကိုရှားသွားတာနော်အဲ့တော့အချက်ဆိုတာကြောက်စရာကြီးအဲရာဂတဏပဲဟဲ့ကြောက်စရာကြီးပဲဆိုပြီးတော့မှပြောနေလို့ရပါမလားမရပါဘူးအဲအဲ့ဒီအချက်ကနေပြီးတော့မှတဆင့်တက်ပြီးတော့မှနိဗ္ဗာန်ဒီပို့မပေးနိုင်ဘူးလားပို့ပေးနိုင်တယ်နော်ဦးဇင်းတို့တော်တော်များများဒါနဒါနဆိုရင်ရဟန်းတန်ဃာတော်တွေစွန့်ကမ်းမစွန့်နေလောင်းမှာ နော်ရှင်တထောင်နေရှင်တထောင်နေပြုမှာဒါနလို့ထင်ကြတယ်နော်ဟိုတန်ဃာတော်အရှင်သမားတွေဆုံးမကပ်ဖို့ပြောတာမဟုတ်ပါဘူးနော်အဲ့တော့ကိုမိသားစုကိုခင်မွန်ကိုသားသမီးကိုကျွေးရင်လည်းပဲဒါနပဲဥမာထားပါတော့မနေ့စောစောနော်ကိုတကာကြီးတွေထမင်းကျော်ကျွေးတယ်ကော်ဖီပြောတိုက်တယ်ဆိုလို့ရှိလို့ရှင်ကိုတကာကြီးကိုကိုကတကယ်အလှခံပုဂ္ဂိုလ်တယောက်လို့သဘောထားပြီးတော့မှတေချာကျွေးရမှာနော်အဲ့ဒီထမင်းကျော်လေးကျွေးတယ်ဆိုရင်လည်းကျွေး ချပြီးတော့မှအေကုတ္တကောင်းမှုသည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့မှဆုတောင်းဆုတောင်းပြီးတော့မှငါကြောကျွေးလိုက်တဲ့ထမင်းကျော်လေးကိုစားပြီးတော့မှငါတခါကြီးကိုစင်ရဲကင်းပါသည်စစင်ရဲကင်းပါသည်စသရာအစဉ်ပြေပါသည်ဆိုပြီးတော့မှမေတ္တာလေးပို့ပေးလိုက်ပို့ပေးပြီးတော့ငါဒီလိုကြောကျွေးလို့ရှင်တော့ငါ့ကိုငွေတွေမှန်မှန်အပ်မှာပဲစသည်ဖြင့်လော်ကီကျိုးတွေကိုလည်းမငဲ့နဲ့တော့เนาะဒါဆိုလို့ရှင်ဒါနဖြစ်မသွားဘူးလားအေး အဲ့တော့ကိုသားသမီးတွေကျွေးရင်လည်းပဲအဲ့ဒီလိုပဲကျွေးရမှာเนาะနိဗ္ဗာန်ကိုဥတီထားသူတို့အတွက်ကိုမေတ္တာလေးပို့ပေးကျွေးရင်ဒါဒါနဖြစ်နေတာပဲအဲ့တော့ဒါနဒါနဆိုတာကိုမိသားစုထဲမှာရောရှာလို့မရဘူးလားကဲကိုတခါကြီးနဲ့ကိုမိသားစုကိုတနေ့ကိုထမင်းဘယ်နှထပ်ကျွေးတော့အေးเนาะတနေ့ထားပါတော့နှစ်ထပ်ပဲကျွေးတာလားဟမ်တော်တော်များများတုံးတက်တော့ကျွေးကြပါတယ်เนาะအေး တော့သုံးတက်ကျွေးတယ်ဆိုလို့ရှိရင်တနေ့ကိုကုသိုလ်မတခုရနေတာတော့သုံးခုရနေတာเนาะအဲ့တော့ဒါနဆိုတာအပြင်မှာရှာရလို့သေးလားအေးကို့အိမ်ထဲမှာရောဒါနတွေမရှိဘူးလားရှိပါတယ်အေးကို့တခါကြီးကဘာကြီးတို့ဒါနကြီးပဲเนาะဒါနကြီးပဲအဲ့တော့အဲ့ဒီလိုမှမဟုတ်ပဲကို့တခါကြီးကိုပူညာပူညာနဲ့ပဲလုပ်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအချက်ကဘာအချက်ကိုလို့ခေါ်မလဲအဲပူညာပူညာအချက်ပဲเนาะအဲ့တော့ပူညာပူညာအချက်တွေနဲ့ချစ်နေမယ်ဆိုလို့ရှိရင်တော့ဘဝကငြင်းငြမ်းမှာမလားငြင်းငြမ်းပါ ဉာဏ်ဉာဏ်ကိုနော်ဥမာထားပါတော့ကိုကကိုတကာကြီးမနဲ့စောစောလေးပါလေသမင်းကျော်လေးနဲ့အတူကော်ဖီလေးပါလေမဖြောရဘူးလားအေးဖြောကော်ဖီဖြောနေတုံးမှာပဲနော်အေးငါပြောကော်ဖီဖြောတိုက်ရတဲ့ကုသိုလ်ကောင်းမှုကြီးနိဗ္ဗာန်ကြီးထောက်ပံ့ဖြစ်ပါသေးနိဗ္ဗာန်ကိုလည်းဆူတိုင်းကော်ဖီကိုလည်းမှုရင်မှုရင်ငါဖြောတိုက်တဲ့ကော်ဖီလေးကိုတောက်ပြီးတော့မှငါတကာကြီးကိုစင်ရခင်ပါသေးစစ်စင်ရခင်ပါသေးစသရအဆင်ပြေပါသေးဆိုမေတ္တာလေးပို့ပြီးတော့မှဖြောနော်ဦးဇင်းတို့တော်တော်များများကကော်ဖီမြစ်တွေမှာနော်ဘာအင်ဝမ်းလဲ A3 in 1เนาะနှုတ်စီရဲ့တကြားရဲ့ copy မုံရဲ့เนาะကိုကအဲ့တော့ကိုကတကြားကြီးကို copy ကလေးချချပြီးတော့မအဲဒီနေ့တော့ဖိုးရင်1နဲ့ဖြောခဲ့တယ်ဟဲ့ဖိုးရင်1ဆိုတာပြောပါအောင်ဗာလဲဆိုတဲ့ခါကျတော့အဲ့ဒါမေတ္တာလေးပါထည့်ဖြောရတာဆိုတော့အဲ့ကြမှာဩဖိုးရင်1ဆိုတာဒါပဲဆိုတာသိတာเนาะအဲ့တော့ကိုတကြားကြီးကို copy ဖြောတိုက်လို့ရှိရင်လည်းဗာ in 1နဲ့ဖြောတိုက်ရမှာတို့ဟဲ့ဖိုးရင်1နဲ့ဖြောတိုက်ရမှာเนาะအဲ့တော့3 in 1နဲ့ဖြောတိုက်ရမှာဟုတ်ရဲ့လား မဟုတ်ဘူးเนาะအဲ့တော့ဖိုးဝင်ဝမ်းနဲ့ဖြောတိုက်တယ်ဆိုလို့ရှိရင်ဘာအချက်ဖြစ်သွားတာတော့ပါရမီအချက်ဖြစ်သွားတာเนาะပါရမီအချက်ဖြစ်သွားတာအဲ့တော့တစ်ဖက်ကလည်းပဲကုသိုလ်ကြီးဖြစ်တစ်ဖက်ကလည်းပါရမီအချက်ဒီချက်ပါရမီအချက်နဲ့ချက်သွားမယ်ဆိုလို့ရှိလို့ရှိရင်ဘဝတူတူနဲ့မဲ့ဖို့နိဗ္ဗာန်အတွက်အထောက်ပံ့ကောင်းနေဖြစ်မသွားဘူးလားဖြစ်သွားတယ်เนาะအဲ့တော့ကိုကပါရမီအချက်နဲ့ချက်သွားမယ်ဆိုလို့ရှိရင်เนาะ တန်တရာတူတူနဲ့ပဲပြီးသွားမယ်အဲ့ဒီလိုမှမဟုတ်ပဲချစ်သူချင်းမိသားစုစီစီလောက်နဲ့ချစ်နေမယ်ဆိုလို့ရှိရင်တော့တန်တရာဘာဖြစ်နေမှာတော့ရှင်နေဦးမှာပဲเนาะဟိုအတိတ်ကြီးစက်တွေကြောင့်တော့ပြန်တော့မတွေ့နိုင်ဘူးလားတွေ့နေတာအဲတွေ့နေတာပဲเนาะအဲ့တော့လူရင်းကတော့ပါရမီအချစ်ဆိုတာသူကုသိုလ်ဖြစ်အောင်လဲကိုကဖန်တီးပေးရမယ်ကို ကုသိုလ်ဖြစ်အောင်လဲသူကဖန်တီးပေးရမယ်အဲ့ဒီလိုကုသိုလ်ဖြစ်အောင်အပြန်အလှန်ဖန်တီးပေးနေတာ ပါရမီချစ်ပဲအဲ့တော့ဥဒ္ဒနောတရားနာပြည့်တည်းရဲ့ရှင်ထဲမှာချစ်သူအချစ်မိသားစုအချစ်ကတဆင့်တက်ပြီးတော့မှဘာအချစ်နဲ့ချစ်ဖို့ကြံသေးလဲပါရမီချစ်နဲ့ချစ်ဖို့ကြံပါအေးပါရမီအချစ်နဲ့ချစ်တယ်ဆိုချစ်နိုင်မယ်ဆိုလို့ရှိရင်နော်တန်တရာတူတူနဲ့မဖို့နိဗ္ဗာန်ကိုလွယ်လွယ်ကူကူနဲ့ရသွားပါလိမ့်မယ်ဒါလို့ဆိုလို့ရှိရင်အတင်တင် ပြည့်စုံတော့ပါပြီ။ဥစဉ်ဒီနေ့တရားဟောပြောတဲ့ကုသိုလ်ကောင်းမှုဖို့ပါပါသည်။နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းရင်ဥစဉ်ရဲ့တရားဟောပြောမှုကိုဒီမှာပဲနှီးကုန်ချုပ်ပါတယ်။